အားလုံးမင်္ဂလာပါခင်ဗျာအညာရှင်ပြိုင်ကစားသွားခဲ့တဲ့ချန်ပီယံလိဆီမီဖိုင်နယ်ပထမအကြော့အပွဲစဉ်မှာဆိုလို့ရှိရင်တော့အာဆင်နယ်တင်းကတော့အိမ်ခွင်းမှာပရစင်ဂျမိန်တင်းကိုတကူကူမရှိဆိုရဲရလက်နဲ့ရှုံးနေခဲ့ပါတယ်ဆိုတော့ဒီရလက်ကြောင့်လဲ PSG အတင်းကတော့ဒါဒုတိယအကြော့ပဲရစ်မြေပေါ့နော်သူတို့တင်းရဲ့အိမ်ခွင်းမှာရှင်ပြိုင်ကစားမဲ့အဒုတိယအကြော့ပွဲစဉ်အတွက်ကိုအခြေအနေကောင်းသွားတဲ့အနေအထားလေးမှာတော့ရှိပါတယ် ဒါပေမဲ့အာစနယ်အသင်းတွက်ကလည်းဒါဝမ်းစည်းနဲ့ရှုံးနေကြတာဖြစ်တဲ့အတွက်ကိုဒုတိယအကြော့မှာပဲရစ်မြေမှာဆိုပေမဲ့အာရီယယ်မက်ဒရစ်အသင်းကိုကြော်ဖြတ်ခဲ့တယ်လို့ပေါ့နော်အာစနယ်အသင်းအနေနဲ့ထပ်မံလုပ်ပြနိုင်မလားဖိုင်နယ်ကိုဘယ်အသင်းကတက်ရောက်သွားမလဲစိတ်ဝင်စားဖို့တော့တော်လေးကောင်းနေပါတယ်ဆိုတော့ညာပွဲစဉ်အပြီးပေါ့နော်ဒီပွဲစဉ်ရဲ့အကြောင်းလေးကိုကျွန်တော်အနေငယ်လောက်ပြန်ပြီးတော့ကျွန်တော်ရဲ့အမြင်လေးကိုပြန်ပြီးတော့သုံးသပ်အာပြောပြပေးခြင်းပါတယ်ဆိုတော့ညာရှင်ပိုင်ကစားခဲ့တဲ့ပွဲစဉ်မှာတော့ ကျွန်တော်တို့အများစုကတော့ဒါအာဆနယ်အသင်းကအင်ဂွင်းမှာရှင်ပြိုင်ကစားမှာဖြစ်တဲ့အတွက်ကိုအာဆနယ်အသင်းအနိုင်ဆုံးတော့တရေခံကန်နိုင်လိမ့်မယ်ဆိုတော့အတွေးမျိုးလေးတွေနေပေါ့နော်ရီယယ်မက်ဒရစ်အသင်းကိုကျော်ဖြတ်လာတဲ့ခြေစွမ်းနဲ့အဲဆိုတဲ့ခါကျတော့အာဆနယ်အသင်းတခုလုတ်ပြနိုင်လိမ့်မယ်လို့ထင်ခဲ့ပေမဲ့တကယ်တမ်းမှာဆိုလို့ရှိရင်တော့အာ PSG အသင်းကပိုကောင်းတဲ့ကစားဟန်အပြီးတော့ဒီပွဲစဉ်တောက်လျှောက်ပေါ့နော်အာဆနယ်အသင်းကိုထိန်းချုပ်ပြီးတော့ လိုချင်တဲ့ result ကို PSG အသင်းကတော့ရယူသွားနိုင်ခဲ့ပါတယ်ဆိုတော့ဒီပွဲစဉ်အကြောင်းလေးမပြောခင်အရင်ဆုံးပြောချင်တာကတော့ဒါနီပြနှစ်ဦးရဲ့အာဒီပွဲစဉ်ပေါ်ချင်းကတ်တဲ့အပိုင်းလေးတွေပြီးတော့ဒါ Champions League ဆိုတာကလည်းအတွေ့အကြုံပိုင်းကတော်တော်လေးစကားပြောပါတယ်ကျွန်တော်အများအားပြောနေကြပါဘောနော် Champions League ဆိုတာအတွေ့အကြုံကစကားပြောပြီးတော့ကစားသမားတွေအနေနဲ့ကလည်းဒါပြည်တွင်းအမှတ်ပေးဖလားပွဲစဉ်တွေမှာဘယ်လောက်ပဲခြေစွမ်းပြက်ပြက်အာ Champions League လိုမျိုး Europa အာပြိုင်ပွဲရဲ့အချိန်အဝါအာဒီပွဲစဉ်အပေါ်ချင်းကပ်မှုတွေအနီးပြားရဲ့လမ်းညွှန်မှုအောက်မှာဘယ်လောက်ထိလိုက်ပြီးကစားနိုင်လဲဆိုတဲ့အပိုင်းတွေပေါ်မှာအများကြီးမူတည်နေတာမျိုးရှိတယ်။ဆိုတော့ညာပွဲစဉ်မှာဆိုလို့ရှိရင်လည်းဒါဝိုင်းနီးပြားကြီး Louis Enrique အနေနဲ့ဒါတိတိငြိမ်ငြိမ်ပဲအာဆနယ်သင်းကိုကြော်ဖြတ်ပြနိုင်ခဲ့တာမျိုးရှိပြီးတော့နီးပြားအာတီတာအနေနဲ့ကတော့အင်ကွင်းမှာဒါ အာစိတ်လှုပ်ရှားတယ် emotion တွေအများကြီးဖြစ်တယ်အာယုံဆူဆိုက်မှုပေါ့နော်ဟိုယောနေသွားတာလားအရင်ပဲ over ဖြစ်သွားတာလားတော့မှဟိုဝေခွဲမရတဲ့အနေအထားမျိုးလေးပြီးတော့လူစားလဲမှုအပိုင်းမှာလည်းအာနှောင့်နှေးခဲမှုလေးတွေကြောင့်အာရလက်ပိုင်းအရာဆိုလို့ရှင်တော့ PSG ကပိုကောင်းတဲ့ရလက်ကိုပိုင်ဆိုင်သွားခဲ့တယ်လို့ကျွန်တော်ကတော့ပထမအဦးဆုံးအနေနဲ့မြင်တယ်အာနောက်တစ်ချက်က DRD မှာ PSG အသင်းအနေနဲ့ Premier League Club တွေကို Champions League မှာတောက်လျှောက် အဲကြော်ဖြတ်လာတာဖြစ်တဲ့အတွက်ကိုအနီးပြားကတော့ပြောနေစရာမလိုအတွေ့အကြုံပိုင်းကကျွန်တော်တို့ဒါအများကြီးရှိပြီးသားဆိုတော့ကစားသမားတွေကပါပရီးမီးယားလိဂ်ကလပ်တွေရဲ့ physical အပြုတဲ့ကစားဟန်အတောင်ပံတွေကဒီကစားပုံတွေပေါ့နော်ကိုယ်လည်းကစားသမားတွေရဲ့လှုပ်ရှားမှုတွေ movement တွေကို ကျင်ညက်နေတဲ့ပုံစံမျိုးနဲ့ပဲသူတို့လိုချင်တဲ့ result ကိုဝေးဝန်းပွဲစဉ်တွေမှာရယူနေတဲ့ပုံစံအတိုင်း PSG ကတော့ကစားသွားတယ်လို့တော့ကျွန်တော်မြင်တယ်တကယ် PSG ကိုဒီပွဲစဉ်မှာတော့ချီးကျူးတဲ့ PSG တကယ်ကောင်းတယ်လို့ပြောရမှာလည်းဖြစ်တယ်ဆိုတော့ဒီအားဒီမှာဆိုလို့ရှိရင် PSG အနေနဲ့ဒါ Man City ကိုအနိုင်ရရှိခဲ့တာမျိုးတွေကျွန်တော်တို့ဒါ Liverpool အသင်းကိုကြော်ဖြတ်ခဲ့တာမျိုးတွေ Liverpool တင်းရဲ့အင်ဝင် Anfield မှာတော့ဒါအနိုင်ရရှိအောင်ဆွမ်းဆောင်ပြီးတော့ဒီဆင့်တက်ရောက်လာနိုင်တာတွေ Quarter Final မှာဆိုလို့ရှိရင် Aston Villa အသင်းကိုကြော်ဖြတ် ခဲ့တာတွေကအာဆနယ်ပွဲစဉ်အတွက်အများကြီးအထောက်အကူပြုတယ်လို့တော့ကျွန်တော်ထင်တယ်။ဆိုတော့အာဆနယ်အသင်းကလည်းဒါအင်္ဂလန်ကလပ်တွေရဲ့ထုံးစံအတိုင်းအာဒီပွဲစဉ်ကိုဘယ်လိုချင်းကပ်လာမလဲဆိုတာကိုနီးပြအန်ရီကေးအနေနဲ့ဒါသိတယ်။ကစားသမားတွေအနေနဲ့လည်းကွင်းလယ်ပိုင်းကဒါဘယ်လိုမျိုးတက်ကယ်ပြီးလောက်ရမလဲ intersection လောက်ရမလဲအာဖူဘတ်တွေဆိုလို့ရှိရင်လည်းဟာကီမီနဲ့အာမန်ဒက်စတိုအနေနဲ့အာအာဆနယ်အသင်းရဲ့တောင်ပံကစားသမားဖြစ်တဲ့ဆာကာမာတင်နယ်လီတို့ကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတဲ့အပိုင်းတွေက အဲတော်တော်လေးကောင်းမွန်တဲ့အနေအထားမှာဒီလိုမျိုး red zack ကတော့ PSG အသင်းနဲ့ထိုက်တန်တယ်လို့ပြောရမယ်။အာတစ်ဖက်မှာ Arsenal အသင်းဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒါအဲသူတို့အသင်းအဓိက center back ကစားသမား Gabriel မပါဝင်တာတစ်ချက်ပြောစရာရှိတယ်။နောက်တစ်ချက်ကတော့ holding midfielder အာ number 6နေရာမှာ Thomas Partey ပွဲပယ်ပြတဲ့အကြောင်းမပါဝင်နိုင်တာကြောင့်လေအာကွင်းလယ်ပိုင်းရဲ့ဟန်ချက်အားနည်းချက်ပေါ့နော်အသင်းရဲ့ balance ကိုထိန်းဖို့တော့လိုအပ်ချက်ရှိခဲ့တယ်လို့တော့ကျွန်တော်ထင်တယ်။တစ်ဖက်မှာကတော့အဲ PSG တင်းကတော့သူတို့အတင်းရဲ့ဒါ Vitinha, Yao Neves အပြင် Fabian Ruiz တို့လိုဒီကစားသမားတွေကတော့ Arsenal တင်းရဲ့ကွင်းလယ်ပိုင်းကိုအတားအဆီးရယူပြီးတော့ interception ကောင်းကောင်းထက်ခဲတွေကောင်းကောင်းနဲ့အတူတိုက်စစ်လိုက်ပါမှုတွေ space တွေရှာတဲ့နေရာတွေဒီနေရာတွေမှာအားသာချက်တွေတော်တော်လေးများခဲ့တာကိုကျွန်တော်တွေ့ရတယ်။အဲပြီးတော့ PSG အတင်းအနေနဲ့ဒါ England club တွေကိုကျွန်တော်ရှေ့ရပြောလို့ကစားတတ်တယ်ဆိုတဲ့အတိုင်းပဲ တစ်ဖက်သင်းရဲ့အားနေချက်ကိုစောင့်ပြီးတော့မှသူတို့အနေနဲ့ဒါ quick transition တွေ bait at ကောင်းကောင်း play bait at play ကိုကောင်းကောင်းတည်တာမျိုးတွေ open play ကနေကိုရရှိအောင်အဲဇာသမားတွေအနေနဲ့ position အလိုက်နေရာရွေးရှာမှုတွေကတော်တော်လေးကောင်းခဲ့တာကိုတွေ့ရတယ်အဲဆိုတော့ကျွန်တော်ရှေ့ရပြောလို့ပဲရှေ့မှာ Liverpool အသင်းကိုကစားသွားခဲ့တဲ့ပုံစံမျိုးပဲဒီနေ့ PSG အသင်းအနေနဲ့ဒါ Arsenal ကိုယင်ဆိုင်လာတဲ့အနေထားမှာပဲပွဲဆဆချင်းအဲ၄မိနစ်မှာပဲပေါ့နော်ဒါအာ Mandas တို့ Kavicha တို့ Osman Dembele တို့ရဲ့ open play baited ကောင်းကောင်းကနေပြီးတော့ဗောနော် quick transition တွေကနေပြီးတော့ပဲအဖွင့်ကိုရရှိခဲ့တာမျိုးရှိတယ်ဒီနေရာမှာဆိုလို့ရှိရင် Kavicha ရဲ့အကွက်မြင်ပေးပို့မှု Osman Dembele ရဲ့ space တွေဈာတွေကနေရာလွတ်တွေအတွက်ဗောနော်ဘောလုံးတောင်းခံမှုအပိုင်းမှာရောနေရာလွတ်တွေမှာနေရာယူမှုတွေပြီးတော့တိကျတဲ့ကန်သွင်းချက်တွေနဲ့အတူဗောနော် အာ၄မိနစ်မှာပဲအော်စမန်တမ်ဘီလီယာဥဆောင်ကိုရရှိခဲ့တာမျိုးရှိတယ်။ဆိုတော့ဒီလိုပုံစံမျိုးကလည်းလစ်ဗပူးအသင်းနဲ့ထပ်ပြောရမယ်ဆိုရင်ပေါ့နော်လစ်ဗပူးအသင်းနဲ့ပဲအနီးကပ်ဆုံးပြောချင်တာပေါ့လစ်ဗပူးအသင်းကိုကစားသွားခဲ့တဲ့ပုံစံတွေမှာလည်းအဲ့လိုပုံစံမျိုးတွေပဲ။ဒါဘာကိုလာတို့အာကာဗီချာတို့အနေနဲ့တောင်မန်တွေကနေပြီးတော့သူတို့အာတစ်ဖက်ကဖူဘတ်တွေကိုကြော်ဖြတ်မယ်ပြီးလို့ရှိရင်အာစတာဖောအနေနဲ့ အိုစမန်ဒမ်ဘီလီနဲ့စန်တာဘက်ကစားသမားတွေနဲ့ defensive midfielder ဂျားတွေကလွတ်နေတဲ့ area တွေပေါ့နော်အထူးက pocket area တွေကိုရှာတယ်အဲ့ဒီနေရာတွေအဲ့ဒီနေရာတွေကမှဒါ movement တွေလုပ်ပြီးတော့လွတ်ရင်လွတ်တယ်လို့ကန်သွားတဲ့ပုံစံမျိုးတွေဆိုတော့ဒီနေရာမှာလေအိုစမန်ဒမ်ဘီလီရဲ့အဆုံးသက်ကတကယ်ကိုချီချူလောက်เสียအနေထားနေပဲပေါ့နော်ဥဆောင်မှုရရှိခဲ့တယ်ဒီနောက်ပိုင်းမှာ PSG ကတော့ထုံးစံအတိုင်းပဲဒါဒီအာကန်စပိုင်းအောင်ချစ်ချစ်လေးလေးနဲ့အတူပေါ့နော်အရန်အီမန်ဒက်စ်အနေနဲ့လိုက်တက်တာမျိုးမဟုတ်ဘဲနဲ့ ဥဆောင်ကိုရရှိသွားတဲ့အဝေးကိုတကူရရှိသွားတဲ့အနေထားမှာတော့ပွဲကိုဒါထိန်းချောင်းမှုအတွက်ဗီတညာတို့ရာယိုနေဗက်စ်တို့ဖီဘီယန်ရူဆိုအနေနဲ့စပြီးတော့အလုပ်လုပ်တဲ့ပုံစံမျိုးလေးတွေဆိုတော့တစ်ဖက်ကအာဆင်နယ်အသင်းအနေနဲ့ကတော့ဒီနေ့ပွဲစဉ်မှာမကောင်းမှုအင်တာဗျူရဲ့ဆွမ်းဆောင်ရည်ကတော့ကောင်းတယ်ဒါပေမဲ့ခုနကသောမတ်စ်ပါတီမပါဝင်နိုင်တဲ့အနေအထားပြီးတော့အိုဒီကက်လည်း အာပုံမှန်ခြေစွမ်းအောင်ရောက်နေပြီးတော့ normal pass တွေလွဲချော်တာမျိုးတွေနဲ့အတူဂိုးပြန်ရခြင်းဆုံးများပြီးတော့ link ချိတ်တဲ့အပိုင်းလေးတွေမှာ chemistry မမိတဲ့အနေထားမျိုးလေးတွေနဲ့အာရုံးကန်နေရတာမျိုးလေးတွေရှိတယ်။တစ်ဖက်ကဒီ Arsenal တင်းရဲ့တိုက်စစ်မှာဆိုလို့ရှိရင်လည်း Saka နဲ့ Martinelli ရုံးနေဆိုပေမဲ့လည်းအာ Leandro Trossard အနေနဲ့ကလည်းအာတာမန်ခြေစွမ်းမျိုးနဲ့အချို့သော vision ပိုင်းလေးတွေအားနေတာမျိုးလေးတွေရှိတယ်။အာရိုးရိုးကြီးကစားနေတယ်လို့ကျွန်တော်ပြောချင်တာမျိုးရှိတယ်။ ဆိုတော့ဒီနေ့ထားနေပဲဒါပထမပိုင်းမှာတော့ဒါ1-0နဲ့ Arsenal တင်းကအာဥဆောင်ကိုပေးခဲ့ရတယ်ပေါ့နော်ဒုတိယပိုင်းမှာတော့ Arsenal တင်းနေနဲ့ပိုကောင်းတဲ့ပုံစံမျိုးနဲ့ပြန်လာနိုင်တယ်ဆိုပေမဲ့နှစ်သင်းစလုံးကတော့အခွင့်အရေးကတော့အာဇာတူရခဲ့တာမျိုးရှိတယ်ဒီနေ့မှာ Arsenal တင်းရဲ့အာချီပါကိုပေါ့နော်မာရီနိုစ်ရဲ့ကောင်းတိုက်ကိုလေးရလေလူကျုံဘောဖြစ်သွားခဲ့တဲ့အာဆင်နယ်အသင်းတို့ကနင့်နာခဲ့တာမျိုးလေးတွေရှိတယ်။တစ်ဖက်တစ်ဖက်မှာဒါ PSG အသင်းနေနေရလေပနတီအာရနိုင်တဲ့အခြေအနေမျိုးတွေ ရှိခဲ့တဲ့အတွက်ပေါ့နော်နောက်တစ်စလုံးကတော့ base channel ကို create လုပ်နိုင်တာချင်းကတော့တူတယ်ဒါပေမဲ့ခုနကပြောလို့အသင်းကိုမောင်းနေနိုင်မှုမှာ Arsenal အသင်းကတော့ဒါတူးချင်းပေါ့နော်အဓိကတော့ Saka ကိုမှီခိုအားထားနေရတဲ့အနေအထားမျိုးလေးတွေနဲ့အဲရုံးကန်နေရတာမျိုးလေးရှိတယ်ပြီးတော့ကွင်းလက်ပိုင်းမှာဆိုလို့ရှိရင် Marinos နဲ့ Declan Rice ကတော့အကောင်းဆုံးပုံစံရှိပေမဲ့လေသူတို့အနေနဲ့ဒါတိုက်စစ်ကိုလိုက်ပါပြီးတော့ချီပါကိုရအောင်ဆွမ်းဆောင် ပိုကြိုးစားပေးမယ် အာတစ်ဖက်မှာဒါနောက်တန်းကိုလည်းလိလူရှူလို့မရတဲ့အနေအထားနဲ့ပေါ့နော်ကွင်းလယ်ဘိုင်းမှာတော့တော်လေးရုန်းကန်နေရတာမျိုးရှိတယ်။တစ်ဖက်မှာလည်းဒါမြန်နှုံးမြင့်ကစားသမားဖြစ်တဲ့ကာဗီရှာလိုကစားသမားမျိုးတွေအာတစ်ဖက်ကဒိုရီအာအုစမန်တမ်ဘီလိုကစားသမားမျိုးတွေကလုံးဝလွတ်ထားလို့မရတဲ့အနေအထားမျိုးတွေနဲ့အဓိကတော့ကွင်းလယ်ဘိုင်းမှာဘယ်လန့်စ်မဖြစ်တဲ့အနေအထားကိုတစ်ဖက်ကတော့ကောင်းကောင်းကြီးမောင်းနှင်သွားပြီးတော့သူတို့လိုချင်တဲ့ reset ကိုရယူသွားတယ်လို့တော့ကျွန်တော်ကတော့အာမြင်ပါတယ်အာဒါအပြင်ပေါ့နော်အာဆနယ်အသင်းအနေနဲ့ကဒီနီးပြအာဒီတာအနေနဲ့ခြေစွမ်း မပြနိုင်လေပေါ့နော် OD card တို့ပြီးရင်ကျွန်တော်တို့ Liano Trusat တို့ကိုစောစောစီစီလူစားလဲတင်ပေးမယ်လေဒါမိနစ်90လို့90နောက်ပိုင်းနေမှာပေါ့နော်ဒါလူစားလဲခဲ့မှုအပိုင်းနေကတော့နည်းနည်းလေးမေးခွန်းထုတ်เสียဖြစ်တယ်ဒါပေမဲ့နီးပြအဒီတာရဲ့လူစားလဲမှုအပိုင်းကိုမဝေဖန်ခြင်းပေမဲ့လေအာဘယ်လိုပြောမလဲစောစောစီစီတော့လူစားလဲမှုပြုလုပ်တင်တယ်လို့ကျွန်တော်ထင်တယ်ကုကစားသမားတွေရဲ့အခြေအနေကိုတည်ပြီးတော့ပေါ့နော်ကိုယ်အနေနဲ့တွင်းကိုရရှိ ရှင်နေဆိုလို့ရှိရင်တော့ niche ပိုင်းတချို့တော့အပြောင်းလဲလေးတွေလုပ်တင်တာမျိုးရှိတယ်။တစ်ဖက်မှာ Luis Enrique အနေနဲ့ကတော့သူ့အနေနဲ့ဒါ80မှာပဲအဲလဲတင်တဲ့လူတွေပေါ့နော်။ Concalo Ramos လို့ကစားသမားမျိုးတွေတခြားသောအဲ Sarri Emery လို့ကစားသမားမျိုးတွေ Bakula လို့ကစားသမားမျိုးတွေနေပေါ့နော်။ဟိုတိုက်စစ်မှာအသုံးပြုပြီးတော့ Arsenal အသင်းကိုတစ်ဖက်သက်တိုက်စစ်ဆင်လို့မရအောင်လဲပေါ့နော်။ niche ပိုင်းရဲ့အရာဒါအသာစီးယူပြီးတော့ကစားသွားခဲ့တဲ့ပုံစံမျိုးလေးတွေပွဲပြီးကဏ္ဍနီးမှာဆို PSG အနေနဲ့ base chance တွေရရှိခဲ့သလို Arsenal အသင်းအနေနဲ့ကလည်း base chance တွေတော်တော်လေး ်များများတော်တော်များများရရှိခဲ့တာမျိုးရှိတယ်ဆိုတော့ပွဲကောင်းတစ်ပွဲတော့ဖြစ်ခဲ့တယ်ဆိုတော့အဆုံးသက်ပြောရမယ်ဆိုလို့ရှင်တော့ဒါနီးပြနှစ်ဦးရဲ့အတွေ့အကြုံပိုင်းမှာတော့နီးပြကြီး Louis Enrique ကတော့ပူတာတဲ့အနေထားနဲ့အကောင်းမွန်တဲ့ result ကိုရယူနိုင်ခဲ့တယ်လို့ကာသမာတဦးချင်းစီရဲ့ဆွမ်းဆောင်ရည်ပိုင်းနဲ့အသင်းရဲ့အာ momentum ပေါ့နော်ပြီးတော့ chemistry မိမှုကာသမာတဦးချင်းစီရဲ့နားလည်မှုအပိုင်းမှာအာပြီးတော့ဆွမ်းဆောင်ရည်ပိုင်းမှာတော့ PSG အသင်းရဲ့ကာသမာတွေကပိုကောင်းပြီးတော့ အာဒီအနိုင်ရလတ်နဲ့ထိုက်တန်နေလို့ပဲကျွန်တော်ကတော့ဟိုမြင်ပါတယ်ဆိုတော့ Arsenal အသင်းအနေနဲ့ကလည်းအာဒီလိုမျိုးအမားလေးတွေပေါ့နော်ချို့တော့အမားလေးတွေကိုပြင်ဆင်နိုင်ပြီးတော့ဒုတိယအကြော့မှာဆိုလို့ရှင်သူတို့အနေနဲ့လည်းအကောင်းဆုံးပြန်လာဖို့အာပြန်လာနိုင်မယ်လို့မျှော်လင့်ပါတယ်ဆိုတော့1-0ဆိုတဲ့အနေအထားကအာဒါယတိပြတ်တော့ PSG final ကိုတက်သွားပြီလို့တော့ပြောလို့တော့မရဘူးဆိုတော့ Arsenal အသင်းအနေနဲ့ကလည်းဒါဒုတိယအကြော့ Paris မြင်ပါပေါ့နော်ဘယ်လိုမျိုး comeback အနေနဲ့ဒါအနည်းပြ Artita တို့ အာအာဆနယ်အသင်းနေနေပေါ့နော်ပြန်လာနိုင်မြဲတစ်ချက်စောင့်ကြည့်ရမယ်အပြည့်ရဲ့ခါကျတော့ဒါလက်ရှိမှာပေါ့နော်ဒီအိုစမန်တမ်ဘီလီကဒဏ်ရာရသွားတာမျိုးရှိသလိုအာဆနယ်အသင်းဘက်ကလည်းတင်ဘာဒဏ်ရာရသွားတာမျိုးလေးရှိဆိုတော့ဒုတိယကြော့ရင်ဆိုင်တွေးဆမှုမှာဆိုလို့ရှိရင်တော့ကစားသမားတွေရဲ့ injury ဘိုင်းဒီဘယ်လိုပြောမလဲ recovery process လေးတွေနဲ့အသင်းနဲ့ပြန်လည်ပူးပေါင်းနိုင်မယ့်အနေအထားလေးတွေကလည်းစကားအများကြီးပြောသွားပြီလို့ပြောလို့ရတယ်ဆိုတော့အာဆနယ်အနေနဲ့ကလည်းဒုတိယအကြော့မှာအများကြီးမျှော်လင့်လို့ရပါသေးတယ်ဆိုတော့ဒီပွဲစဉ်က1-0ဆိုပေမဲ့ အာပြီးဆုံးသွားတဲ့ result တခုမဟုတ်ပဲနဲ့ဒုတိယအကြော့မှာလည်းဘယ်ဘာမှမဆိုဖြစ်သွားနိုင်တဲ့ဘောလုံးပွဲစဉ်တွေရဲ့ထုံးစံအတိုင်းပဲ Arsenal လည်း final တက်ရောက်ခွင့်ရှိနေလို့ PSG အနေနဲ့လည်းအိမ်ကွေးမှာအကောင်းဆုံးသောပြင်ဆင်မှုတွေနဲ့အတူ Arsenal ကိုအာရင်ဆိုင်လာမယ့်အနေထားမှာတော့ဒုတိယအကြော့ကပိုကြီးလို့ကောင်းမယ့်အနေထားလို့တော့ကျွန်တော်တို့မြင်ပါတယ်ဒါတော့ညပွဲစဉ်အပေါ်မှာပေါ့နော်ကျွန်တော်ရဲ့အမြင်လေးတွေပါလိုအပ်ချက်ရှိခဲ့တယ်ဆိုလို့ရှိရင်လည်းအာ common box မှာဝင်ရောက်ဆွေးနွေးပြီးသွားခဲ့ကြပါအောင်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ